လက်မခံပဲစစ်တပ်ကအာဏာသိမ်းခဲ့တာကြောင့်ဖြစ်ပေါ်လာခဲ့တဲ့စီးရင်နိုင်ငံရေးအကျက်သေးတွေကိုတစ်ဆုံဆွေးနွေးရေးလမ်းကြောင်းကနေဖြေရှင်းနိုင်ဖို့နိုင်ငံတကာကစ조사လာခဲ့ပြီမဲ့တော်လိုင်းအင်အားစုတွေဘက်ကရောအာဏာသိမ်းစစ်တပ်ဘက်ကပါတစ်ဆုံဆွေးနွေးဖို့ဆန္ဒမရှိကြပါဘူးအမျိုးသားညီညွတ်ရေးအစိုးရဘက်ကတော့အာဏာသိမ်းစစ်တပ်အနေနဲ့တစ်ဆုံဆွေးနွေးမှုလုပ်မယ်ဆိုရင်ဆက်အာဏာရှင်ခြုံငင်းရင်းနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်တော်စုတည်ဆောက်ရေးအတွက်အတူတကွလက်တွဲတော်လှန်တိုက်ပွဲဝင်နေကြတဲ့အဖွဲ့အားလုံးရဲ့ဘုံသဘောတူညီချက်6ချက်ကိုလက်ခံမှဆွေးနွေးမယ်လို့ပြောပါတယ်။နံပါတ်1ကတော့စစ်တပ်နိုင်ငံရေးရထွက်ရမယ်။ဒါနံပါတ်2ကတော့အရသာဆိုးအလက်အောက်မှာလက်နက်ကင်အဖွဲ့တွေအားလုံးရဲ့အားလုံးအရသာဆိုးအအောက်မှာရှိရမယ်။နံပါတ်3ကတော့နှစ်ဖွဲ့ကြီးပေါ်ဥပဒေအောက်ကိုပြန်မသွားဘူး။ဒါနံပါတ်4ကတော့အဲတပ်ဆိုင်သူအားလုံးပါဝင်တဲ့ Federal Democracy စနစ်ကိုအခြေခံတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရေးမယ်။ အနံပါတ်5ကတော့အဲ့ဒီဖွဲ့စည်းပုံခြေခံဥပဒေနဲ့အညီပေါ့နော်ကျွန်တော်တို့ Federal Democracy ပြည်ထောင်စုကိုထူထောင်မယ်။နံပါတ်6ကတော့ဒီ Transitional Justice လို့ခေါ်တဲ့အတူပြောင်းကာလတရားမျှတမှု process ကိုဖြတ်တန်းကြရမယ်ပေါ့နော်။အဲ့ဒီ6ချက်ကိုတော့ကျွန်တော်တို့ဒါအတည်ငြိမ်ကြေညာထားပြီးဖြစ်တယ်။အဲ့တော့ဒီ6ချက်ဟာကျွန်တော်တို့ annuity တစ်ခုတည်းမဟုတ်ဒေါ်လာအင်အားစုတွေအဲအားလုံးနှီးပါရဲ့ဒါဘုံသဘောတူညီချက်တစ်ခုအနေနဲ့လည်းဒါကျွန်တော်တို့ဒါရှိထားပြီးဖြစ်တယ်ပေါ့နော်။အဲ့တော့ဒီအချက်တွေပေါ်မှာအခြေခံပြီးမှသာလဲကျွန်တော်တို့ဟာဒီ စစ်တပ်အတာဝန်ရှိသူချို့နဲ့ကျွန်တော်တို့ဒါဆွေးနွေးမယ်ဆိုတဲ့ကိစ္စကတော့ဒါဒီတိုင်းပဲကျွန်တော်တို့ဆက်လက်ပြီးတော့ရပ်တည်သွားမှာဖြစ်ပါတယ်ဗျအဲ့ဒီဘုံသဘောတူညီချက်6ချက်ကိုတွေ့ဖယ်ပြီးအာဏာသိမ်းစစ်တပ်နဲ့တွဲဆုံဆွေးနွေးမှုလုပ်ကြတဲ့ဘယ်အဖွဲ့အစည်းမဆိုတမိုင်းရဲ့တရားခံဖြစ်နိုင်တယ်လို့လည်းဆိုပါတယ်အာဏာသိမ်းစစ်တပ်ဘက်ကတော့တိုင်းဒေသတော်လည်းအဖွဲ့တွေကိုကျူတင်တမတ်ချက်တွေမထားမှတွဲဆုံဆွေးနွေးမှုဖြစ်နိုင်မယ်လို့ပြောပေမဲ့အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ဆွေးနွေးမယ်လို့ထုတ်ပေါ်ပြောဆိုခြင်းမရှိပါဘူး။လက်ရှိဖြစ်ပေါ်နေတဲ့စီးရဲအခြေအနေအရတစ္ဆုံဆွေးနွေးဖို့သဘောတူညီမှုတွေရှိခဲ့ရင်လည်းဆွေးနွေးမှုအသာစီးရနိုင်မှုအတွက်စီးရဲကိုအရှိန်မြှင့်လာနိုင်တယ်လို့အနာသိန်းစစ်တပ်ကတိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ MUG ကိုတည်တံ့စီခွဲပြီးဆွေးနွေးမှရမယ်လို့ပုံမျိုးသားလူမျိုးရေးအဖွဲ့ချုပ် PNLU NCAS ဥက္ကဋ္ဌကပြောပါတယ်ပြည်ပင်းသံတမ်းနဲ့တိုက်တာကတိုင်းသားတိုက်တယ်ပဲရှိတယ်လေတိုင်းသားတိုက်တယ်ပဲရှိတော့တိုင်းသားတက်တယ်နဲ့ပြည်လဲသွားတယ်ဆိုရင်ဒီ UNG တို့ဘာတို့ပါလာတဲ့ကိစ္စကနောက်အဆင့်ဖြစ်သွားနိုင်တယ်ဗျာအဆင့်နဲ့ဆင့်ခွဲလိုက်နိုင်တယ်ဟိုဘက်ကဖြစ်ကောင်းစီဘက်ကအဲ့လိုနဲ့ဆင့်ခွဲလို့ရှိရင် UNG ကိစ္စကနိုင်ငံတကာကဒီ ASEAN ကဘယ်လောက်ပါမလဲပေါ့ဗျာဒါမဲ့လက်နက်ကင်ချင်းချောင်းမှု အနေနဲ့ကတော့ဒီတိုင်းပါတက်တည်းကပို့ပြီးတော့မြေကြီးတော်ရှိ6နိုင်ဟောအဲ့တော့မြေကြီးတော်ဘက်ကလည်းတိုင်းပါတွေနဲ့ပြည်လေဖို့အဲဟာလာမင်းမလေးနေရာချဖို့ပဲအရင်စဉ်းစားနိုင်တယ်တဲ့ကျွန်တော်တွေ့တာဟုတ်လက်ရှိမှာတော့အနာသိစစ်တပ်ဟာဒီနေ့ထဲမှာရွေးကောက်ပွဲကိုကျင်းပပြီးအဲ့ဒီရွေးကောက်ပွဲကနေတက်လာတဲ့အစိုးရကနေသစင်တိုင်းနာတော်လိုင်းအဖွဲ့အစည်းတွေနဲ့တနင်္ဂနွေလုံးပြည့်ခတ်တက်ခတ်မှုရဲစေးဘောသူစာချုပ် NCA ရာ စီရဲအကြက်တဲကိုဖြည့်ရှင်းဖို့ဆောင်ရွက်နေပါတယ်ကျွန်တော်အောင်သူပါခင်ဗျာမန္တလေးမြို့မှာအင်အားပြင်းကလေးကြီးကြောင့်ပြိုကျသွားခဲ့တဲ့အဆောက်အဦတွေအောက်ကနေတံမိုးကြီးလက်ဝတ်ရတနာတွေကိုရှာဖွေကာပြန်လည်ရောင်းစားသူတွေအများအပြားရှိလာတယ်လို့ဒေသခံတွေစီကသိရပါတယ်ဖြိုချပြက်စီလိုက်တဲ့အဆောက်အဦတွေရဲ့မြေပုံတွေကိုပြန်ပစ်တဲ့နေရာတွေမှာအများဆုံးရှာဖွေနေတာဖြစ်ပြီးလက်စွပ်တွေလက်ကောက်တွေရကြတဲ့သူတွေလည်းရှိတယ်လို့မန္တလေးမြို့ကအမျိုးသမီးတို့ကပြောပါရယ် ကလေးတန်းတဲ့မန္တလေးမှာရှာဖွေရေးနဲ့ကဲဆဲရေးလှုပ်ပေးနေတဲ့မြန်မာနိုင်ငံမိသက်တက်ဖွဲ့အပါဝင်ကိုကြီးကဲဆဲရေးအဖွဲ့အများစုကပြိုကျတဲ့အဆောက်အဦတွေအောက်ကနေတွေ့ရှိရတဲ့လက်ဝတ်ရတနာတွေငွေသားတွေအဖိုးတန်အသုံးဆောင်ပစ္စည်းတွေအရေးကြီးစာရွက်စာတမ်းတွေကိုသက်ဆိုင်တဲ့ပိုင်ရှင်တွေကိုပြန်လည်လွှဲပြောင်းအပ်နှံပေးနေတယ်လို့ဆိုပါရယ် ။လက်ရှိမှာငလင်တန်တင်ပြကြတဲ့မြေပုံတွေထဲကနေလက်ဝေဒနာရှာဖွေသူတွေများလာတဲ့အတွက်စစ်ကောင်စီကတင်းကျပ်တဲ့စစ်ဆေးမှုတွေလှုပ်ဆောင်နေတယ်လို့သိရပါဗျ။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်တန်ကြောင့်မန္တလေးမြို့မှာသာသနိကအဆောက်အဦတွေ၊ကွန်ဒိုတိုက်ခန်းတွေ၊အထက်မြင့်တိုက်တွေနဲ့ဟိုတယ်တွေအပါအဝင်လူနေရေးအဆောက်အဦတွေအများအပြားပြိုကျပျက်စီးခဲ့ရပါတယ်ရှင်။ အင်အားပြင်းငလင်လောက်ခတ်ပြီးတလားကျော်ကြာတဲ့အထိငလင်သိမ့်ပြည်သူတွေစီကိုအကူအညီတွေထိရောက်တဲ့အကူအညီတွေမရရှိသေးတာကြောင့်နိုင်ငံတကာအကူအညီနဲ့အလူရှင်တွေရဲ့ငွေတွေဖယောက်ကုန်ပြီလဲလို့ငလင်တန်သိမ့်ပြည်သူတွေကစစ်ကောင်စီကိုမေးရိုးထုတ်နေကြပါတယ်။ကေခိုင်သတင်းပေးပို့ထားပါရရှင်။ စကိုင်းမြို့အနည်းကိုဗဟိုပြုပြီးပြင်အားရစ်တာစကဲ9.9အဆင့်ရှိတဲ့အင်အားပြင်းကလေးလှုပ်ခတ်ခဲ့တာတလားကျော်ကြာမြင့်လာပြီးဖြစ်ပေမဲ့လည်းငလျင်ဘေးဒဏ်သင့်ပြည်သူတွေဟာထိရောက်တဲ့နိုင်ငံတကာကအကူအညီတွေမရရှိဘူးလို့ငလျင်ဒဏ်သင့်ဒေသခံတွေကပြောပါတယ် အင်အားပြင်းငလျင်လုတ်ခတ်ပြီးနောက်ပိုင်းစစ်ကောင်စီကနေတဆင်ငလျင်တန်တဲ့ဒေသတွေအတွက်နိုင်ငံတကာကအလူငွေစုစုပေါင်း290 3တန်နီးပါးလူဒဏ်ပေးတာတွေရှိခဲ့တယ်လို့ဒီပူပီကကောက်ယူရရှိထားတဲ့ဇင်းတွေအရာသိရပါတယ်ဒါပေမဲ့လည်းငလျင်လုတ်ခတ်ပြီးတလားကျော်ကြာတဲ့အထိအကူအညီတွေတခုမှမရရှိသေးတဲ့ငလျင်ဒန်သစ်ပြည်သူတွေအများအပြားရှိနေသလိုနိုင်ငံတကာအကူအညီနဲ့အလူရှင်တွေရဲ့ငွေကြေးတွေဘေးရောက်ကုန်ပြီလေလို့စစ်ကောင်စီကမင်းခွန်းထုတ်နေကြပါတယ်။နိုင်ငံတကာအကူအညီ အကူအညီနဲ့အလူရှင်တွေရေးရတဲ့မျိုးဆိုတာကျွန်တော်ကကြားပဲကြားလဲရတယ်ဘသူစီမမှာတခြားတရားမှကြီးပေးတာလည်းမကြောက်ဘူး။ဘာပဲပြောပြောဟိုဒီငလျင်တတ်တဲ့ပြည်သူတွေစီကိုပေးရမှာလေ။ငလျင်တတ်တဲ့ပြည်သူတွေစီမှာဘာမှကိုမရတာ။အအိုးလောက်အောင်ကိုပဲတကယ်ဘာဆိုဘာမှကိုမရတာ။တခြားမှလည်းမရဘူး။ကြားလည်းမကြောက်ဘူး။မြင်လည်းမမြင်ဘူး။ငလျင်ပေးတဲ့လူစီကိုရောက်ဖို့ဆိုတော့ဒါမဖြစ်တဲ့ကိစ္စပေါ့တော့။ဒါဒီကစတရားရှိရတယ်နော်။ ဒါကလေးဘီဇနက်တော့ကတည်းကပြီးတဲ့ကိစ္စကိုဒီကြားထဲကဘယ်လိုပြောက်ပုံနဲ့ဘယ်ရောက်ပုံနဲ့ပေါ့နော်ဒီကိစ္စမှာတော့ကိုယ်သိခါပဲ နိုင်ငံတကာကအကူအညီပေးရအဖွဲ့တွေဖြစ်တဲ့ World Vision နဲ့ UNICEF ကတော့ငလျင်ကြောင်းပြိုကျတော့တဲ့နေအိမ်တွေကိုစည်ရင်းကောက်ယူတာတွေရှိခဲ့ပေမဲ့အခုချိန်အထိတော့အကြောင်းပြန်ကြတာမရှိသေးဘူးလို့ဆိုပါရယ်။နောက်ထပ်မန္တလေးဒေသခံတယောက်ကတော့နေအိမ်တွေပြိုကျပျက်စီးသွားတာကြောင့်ဖြစ်တယ်လို့ပဲခိုးကပ်နေနေကြရတယ်လို့စားစရာဝယ်ဖို့ပတ်စံမရှိတာကြောင့်တော်တော်လေးခက်ခဲနေတယ်လို့ဆိုပါရယ်။ အလာတူပဲငလျင်တန်းကြောင့်တစ်မျိုးလုံးဒီပါပြိုကျပျက်စီးခဲ့ရတဲ့စကိုင်းမြို့မှာလေနိုင်ငံတကာကအကူအညီတွေရရှိမှုမရှိတဲ့လောက်ကိုနေပါနေပြီးတော့ရှင်းလင်းရေးတွေတော့မလို့ဆောင်နိုင်သေးတဲ့အခြေအနေမှာပဲရှိနေသေးတယ်လို့သိရပါတယ်။ဒါကြောင့်စစ်ကောင်စီကလည်းတဆင့်လာလူတာမျိုးမဟုတ်ပဲမြေမြမာကူညီပေးနေတဲ့အသင်းအဖွဲ့တွေနဲ့ချိတ်ဆက်ပြီးဆောင်ရွက်တာကပို့ပြီးတော့ထီအောင်မှုရှိမယ်လို့စကိုင်းမြို့မှာငလျင်ဘေးရှောက်ကူညီပေးနေသူတယောက်ကပြောပါတယ်။ ကျွန်တော်တို့ဒီစကိုင်းဘက်ကတော့ဗျာနိုင်ငံတကာလူရှင်တွေကတိတ်မရှိဘူးဗျာဒီနိုင်ငံတကာကမပြောနဲ့ဗျာကျွန်တော်တို့ဒီအဲ့ဒီဘက်ကိုဝင်းကူမယ်လူမယ်ဆိုရင်တော့မှကျွန်တော်တို့တော်တော်လေးခက်ခဲတယ်ဗျာလက်ခီးမှာစစ်ဆေးကြတယ်မေးမြန်းတာတွေကူညီကြတယ်လာတဲ့ကားတွေကိုမောင်းသွင်းပြီးတော့ဗားပစ္စည်းတွေယူတာမျိုးတွေဒီမလိုအပ်ဖက်နဲ့ပေါ့နော်ဟန်တာမှုတွေရှိတယ်ဗျာနိုင်ငံကကူညီတွေမရောက်တာတော့ဗျာစစ်ကောင်စီအုံချုပ်တဲ့ချိန်တိုင်းမှာသဘာဝဖြစ်ဖြစ်မရောက်တာတော့ ထုံးစံပဲဗျခက်ကောင်စီနဲ့တွဲပြီးတော့ဒါလုပ်ငန်းတွေလုပ်တဲ့အကျိုးဆက်လိုပဲကျွန်တော်ကတော့မြင်နေဗျအဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့မြေပြင်မှာရှိတဲ့ဒါဒီဒီဟိုပါဘောနော် NGO INGO တွေကနေပြီးတော့မြေပြင်မှာရှိတဲ့ဒါ CSO ဖွဲ့တွေနဲ့တခြားချိတ်ဆက်ပြီးတော့အဲ့လိုမျိုးကူညီထောက်ပံ့တာပို့ပြီးတော့ ဒါငြင်းငြင်းမှာထိရောက်မှုရှိတယ်လို့ပြောရမှာပေါ့နော်ဒီနိုင်ငံကားထောက်ပံ့တဲ့ဗာပစ္စည်းထောက်ပံ့တဲ့ဆိုတာလေဒါကျွန်တော်တို့ online မှာပြန်နေရတယ်ရှိတယ်တကယ်တော့အမှမမြင်ဘူးတဲ့သူတွေငလျင်သိမ်းမြေသူတွေမှာအများကြီးပါပဲဗျာဒါအပြင်အင်းလဲဒေတာအပါအဝင်တခြားငလျင်တဲ့သင်ခဲ့တဲ့မြို့နယ်တွေမှာလေနိုင်ငံတကာအကူအညီတွေမရသေးဘူးလို့ဆိုပါတယ်စစ်ကောင်စီကတော့နိုင်ငံတကာကလက်ခံရရှိထားတဲ့ပစ္စည်းတွေကို မက်လ30ရက်နေ့ကနေဧပြီလ20ရက်နေ့အထိဖြန့်ဝေခဲ့တယ်လို့ဧပြီလ23ရက်နေ့မှာစစ်ကောင်စီဘက်သတင်းစာတွေကတဆင့်ဖော်ပြထားပါတယ်။ကျွန်မကေခိုင်ပါနေပြီးတော့ကောင်စီနေမြေတွေကမြို့နယ်ချို့မှာ PDF တွေကကြေးရွာတွေအထိဝင်ရောက်ပြီးစီယုံရေးတွေလှုပ်လာတာကြောင့်ဗိုလ်ချုပ်စိုးမင်းသတိပေးခံဝန်ထိုးခံရတယ်လို့နေပြီးတော့သတင်းရင်းမြစ်တွေစီကသိရပါဗျာ ။လေဝင်းမြို့နယ်ကကြေးရွာအချို့မှာ PDF တွေကရွာသားတွေကိုစီးဝေးဆင်းတဲ့ကိစ္စကိုစစ်ထောက်လန်ရေးကဗိုလ်ချုပ်ကြီးရဲဝင်းအိုးကိုတင်ပြခဲ့တာကြောင့်ဗိုလ်ချုပ်ဆိုးမင်းကိုဧပြီလ29ရက်နေ့ကသတိပေးခံဝန်ထိုးခိုင်းခဲ့တယ်လို့နေပြည်တော်သတင်းရင်းမြစ်ကပြောပါရယ်။နေပြည်တော်လမ်းမိုက်တချို့မှာ PDF တွေကရင်းစစ်ဆေးတာတိုက်ပွဲပေါ်ဆောင်တာတွေရှိလာတဲ့အပြင်စီရေးတာဝန်နဲ့တွာလာနေတဲ့ဗိုလ်မှူးအဆင့်တွေပါဖမ်းခံနေရတာကြောင့်လည်းသတိပေးခံဝင်ထိုးခံရတာလို့စကခ6နဲ့နေဆက်တဲ့သတင်းရင်းမြစ်တို့ကပြောပါရယ် တိုင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့မြောက်ပင့်ပေးမှုတွေကြောင့်အင်အားကြီးထွားလာတဲ့ PDF အဖွဲ့တွေကိုတရင်တပ်ဖွဲ့တွေအနေနဲ့တတိထားဖို့နဲ့ရန်သူကိုအထင်မသေးဖို့စကောင်းဆောင်နှုတ်စလုံးကပြောထားတာတွေလည်းရှိပါတယ်ရှင်။တနင်္သာရီတိုင်းပုတ်ပြင်းမြို့နယ်ပြည်ကြီးမှန်တိုင်းမြို့မှာစစ်ကောင်စီဘက်က drone နဲ့ဘုံတိကြတိုက်ခိုက်ခဲ့တာကြောင့်မိန်းကလေးတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်။ ပြီးခဲ့တဲ့ဧပြီလ29ရက်နေ့မှာစစ်ကောင်စီတပ်က drone နဲ့ဘုံးတိချတိုက်ခိုက်ခဲ့တာကြောင့်မင်းကလေးတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့လို့ဒေသခံတွေကပြောပါရယ်။ထိခိုက်ဒဏ်ရာရတဲ့မင်းကလေးမှာအသက်15နှစ်အရွယ်ဆယ်တန်းကျောင်းသူတအုပ်ဖြစ်တယ်လို့ဒေသခံတွေကသိရပါရယ်။ဧပြီလ28ရက်နေ့နဲ့30ရက်နေ့တွေမှာလည်းလင်းညာရွာမှာရှိတဲ့စစ်ကောင်စီဘက်ကတိုက်ပွဲဖြစ်ပွားတော်မျိုးမရှိပဲလက်နက်ကြီးနဲ့ဆယ်ချက်ဝန်းကျင်လောက်ပစ်ခတ်ခဲ့တယ်လို့သိရပါရယ်ရှင်။ ချမ်းမတ်54ကိုစရုဒ္ဓအကျိန်လီလံပွဲလီလံဆွဲမဲ့သူမရှိတာကြောင့်ပွဲပြတ်ခဲ့ပြီးမေလ9ရက်နေ့မှာရုံးချင်းပြန်ခေါ်ထားပါတယ်။ဒီသတင်းကိုသုတချန်တာပေးပို့ထားပါတယ်ရှင်။ နိုင်ငံတော်၏တမန်ကပုဂ္ဂိုလ်တော်ဆန်းစုကြည်နေထိုင်ခဲ့တဲ့ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းချမှတ်54နေကိုငွေကျပ်သိမ်းပေါင်း2.8တန်းနဲ့ဧပြီ29ရက်နေ့မှာကမာရုတ်ခဲတရားရုံးကစတုဒ္ဒအချိန်လေးနဲ့ပြစ်ခဲ့ပေမဲ့လေလံဆွဲမဲ့သူမရှိဘဲပွဲပြတ်ခဲ့တာပါတရားလူဦးအောင်ဆန်းဦးကလေလံသေးလျှော့ချဖို့တရားရုံးကိုအချိန်ချင်းအဆိုတင်ခဲ့ပြီးတရားရုံးကတော်ဆန်းစုကြည်ရဲ့သဘောထားတစုံတရာမပါဝင်ပဲ လေးချိန်တန်တိုင်းလေးနံတင်ရောင်းချခဲ့တာဖြစ်ပါတယ်။လာမယ့်မေလ9ရက်နေ့မှာတရားရုံးကရုံးချင်းပြန်ခေါ်ထားပြီးတရားနိုင်ဦးအောင်ဆောင်ဘက်ကဒီလမ်းမွေးမအောင်မြင်တဲ့အကြောင်းကိုတင်ပြရမှာဖြစ်တယ်လို့တရားရုံးနဲ့နေဆက်သူတယောက်ကပြောပါတယ်။ဘာလို့ပါလဲဆိုတော့တည်နေတဲ့ကကြာနေပါတယ်သူတင်ပြဖို့ကဒီအောင် 现在这个新疆，新疆，新 <noise> 疆，多的那新疆那娃娃，他队伍里他队员多的，多的，那单位啊的，新疆多。家长都高铁高的多的，铁路方便了，铁路的啊，方 ဒေါအောင်ဆန်းစုကြည်ရဲ့ရှင်းလင်းဖွယ်ဟာကာယကံရှင်ရဲ့သဘောထားကိုမသိရဘဲအမှုကိုဆက်ရင်ဆိုင်နေရတာဖြစ်ပြီးဥပဒေကြောင့်အရအမှုစတင်ကလေးကရှင်းလင်းကိုယ်စားလှည့်လွှဲစားလုပ်ပိုင်ခွင့်ရရာဆက်ပြီးအမှုလိုက်ခွင့်ရှိနေတာဖြစ်ပါတယ်။အမှုနဲ့ပတ်သက်ပြီးကာယကံရှင်ဒေါအောင်ဆန်းစုကြည်ရဲ့သဘောထားကိုသိရဖို့လူချင်းတွေ့ဆုံဆွေးနွေးခွင့်ပေးဖို့တရားရုံးကိုအချိန်ချင်းတောင်းဆိုခဲ့ပေမဲ့တရားရုံးကလည်းလူရှုထားခဲ့တာပါ။ 2029နှစ်ချမှတ်ခံထားရတဲ့ဒေါ်အောင်ဆန်းစုကြည်ဟာ2022ဒီဇင်ဘာလမှာရှင်းနေပွဲနဲ့နောက်ဆုံးတွေ့ဆုံခဲ့တာဖြစ်ပြီးအချိန်နှစ်နှစ်နဲ့လေးလနီးပါပြင်ပနဲ့အဆက်အသွယ်ဖြတ်ခံထားရပါတယ်။ဒေါ်ဆန်းစုချင်းမိသားစုနဲ့အမြန်ဆုံးတွေ့ဖို့ရှင်းနေပြီနဲ့အမြန်ဆုံးတွေ့ဖို့ဒေါ်ဆန်းစုရဲ့ချမ်းမာရေးအခြေအနေကိုအမြန်ဆုံးပေါ့ဗျာ။တရင်လေးထုတ်ပြန်တာကိုတော့ကျွန်တော်လက်မခံဒေါ်ဆန်းစုချင်းကိုလူမြင်ပွင့်ပေါ့ဗျာ။ public ရဲ့အရှိမဒေါ်ဆန်းစုချင်းကချမ်းမာရေးကောင်းနေပါတယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်လက်တွေ့အဖြစ်တခုထုတ်ပေးဖို့တော့အချိန်တန်ပြီလို့တော့မှတ်ချက်ပြုတယ်ဗျာ။ ကမာယုခင်တရားရုံက2024မတ်လ20ရက်နေ့မှာဂျာမန်54ကိုဂျန်ငင်းစီငွေကျပ်သိမ်းပေါင်း3သန်း3သိန်း5000နဲ့ပထမအကြိမ်နေလန်တင်ခဲ့ပြီး2024ဩဂတ်လ15ရက်နေ့မှာဂျန်ငင်းစီငွေကျပ်သိမ်းပေါင်း3သန်းအထိနဲ့ဒုတိယအကြိမ်နေလန်တင်ခဲ့တာပါ2025 February 9ရက်နေ့ကဂျမန်54ကိုငွေကျပ်သိမ်းပေါင်း2.9တန်းနဲ့တတိယအကြိမ်လေလံတင်ခဲ့ပြီးအခု April 29ရက်နေ့မှာစတုတ္ထအကြိမ်လေလံထပ်တင်ခဲ့တာဖြစ်ပါတယ်။ကျွန်တော်ဒုတ္တချန်တာပါ။ AR တိုင်းလေးမျက်နာမျိုးနဲ့ပန်တော်ကြီးကြီးရွာတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကတပ်သားတွေထွက်ပြေးသွားတာနဲ့ပန်တော်ကြီးကြီးရွာကိုလက်လွတ်ခဲ့ရတဲ့အတွက်တိုက်ပွဲကိုဥဆောင်ခဲ့တဲ့စစ်ကောင်စီတပ်ရဲ့ဗိုလ်မှူးတယောက်ကိုစစ်ကောင်စီတပ်ကဖမ်းဆီးထိန်းသိမ်းထားတယ်လို့စစ်ကောင်စီတပ်နဲ့နေဆက်သူတွေကသိရပါဗျ။ဖမ်းဆီးခံရတဲ့ဗိုလ်မှူးဟာ AR တိုင်းကျုံပြောမျိုးနဲ့အခြေဆိုင်ခလာရ63ရဲ့တပ်ရင်းမှာတာဝန်ကျနေတဲ့သူဖြစ်ပြီးလက်ရှိ AR တိုင်းပသိမ်အခြေဆိုင်တပ်ရင်းတစ်ခုမှာထိန်းသိမ်းခံထားရတယ်လို့ဆိုပါဗျ။ ဖမ်းခံထားတဲ့အရာရှိကဒဏ်ရာရရှိထားသူဖြစ်ပြီးပန်တော်ကြီးကြီးရွာတိုက်ပွဲမှာစစ်ကောင်စီတပ်ကတပ်သားတွေတက်ဆုပ်ပြီးထွက်ပြေးတာနဲ့ဆက်လက်နဲ့ပစ္စည်းတွေဆုံးရှုံးခဲ့ရတဲ့အတွက်ဖမ်းခံရတာလို့အနောက်တောင်တိုင်းစစ်ဌာနချုပ်နဲ့နေဆက်သူတို့ကပြောပါရယ်။ပန်တော်ကြီးရွာတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဖုံးတော်ကြီးကျောင်းနဲ့စာတင်ကျောင်းတွေအပါအဝင်နေအဆောက်အဦတွေယာနေချီပျက်စီးခဲ့ရပြီးတန်ကာနဲ့အရက်သားတွေထိခိုက်သေးဆုံးမှုတွေရှိခဲ့တယ်လို့ဒေသခံတွေစီကသိရပါရယ်ရှင်။ အေရဝတီတိုင်းရေကြီးမြို့နယ်မှာအသက်16နှစ်အရွယ်လူငယ်၁ယောက်ပါဝင်လူငယ်၄ယောက်ဟာစစ်ကောင်စီတပ်ရဲ့အတင်းအဓမ္မပေါ်တာဆွဲခံထားရတယ်လို့ဒေသခံတွေစီကသိရပါဗျ။ပေါ်တာဆွဲခံရတဲ့လူငယ်တွေဟာတိုက်ပွဲဖြစ်နေတဲ့လေးမျက်နှာနဲ့ရေကြီးမြို့နယ်အဆက်ကမရင်းကိုရွာတစ်ကြီးနဲ့ကွန်ချောင်းကြီးရွာကဒေသခံလူငယ်တွေဖြစ်ပြီးစစ်ကောင်စီတပ်သားတွေကအတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးသွားတာလို့ဆိုပါရယ် အဖမ်းခံရတဲ့လူငယ်တွေဟာပုံမှန်လျာလုပ်ငန်းလုပ်ပြီးအိမ်ပြန်လာကြတဲ့အချိန်တပ်သားလိုအပ်ချက်ကြောင့်ဖမ်းခေါ်သွားခံရတာလို့ဖြစ်စဉ်ကိုသိရှိတဲ့ဒေသခံတယောက်ကပြောပါရယ်စစ်ကောင်စီတပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်၄ယောက်ဟာမလိုက်လို့ကြောင့်ညှင်းဆန်တဲ့အတွက်စစ်ကောင်စီတပ်ကရိုက်နှက်ဖမ်းဆီးခေါ်သွားတယ်လို့ဆိုပါရယ် လက်ရှိအချိန်ထိဖမ်းခံရတဲ့သူတွေနဲ့ဆက်သွယ်မရရှိသေးပဲဘယ်ကိုခေါ်သွားရဲဆိုတာလည်းမသိရသေးဘူးလို့အဖမ်းခံရသူတွေနဲ့နေဆက်သူတွေကပြောပါရယ်ပြီးခဲ့တဲ့ဖေဖော်ဝါရီလ16ရက်နေ့ကလည်းစစ်ကောင်စီတပ်က AR တိုင်းငတိုင်းချောင်းမြို့မှာ PDF တွေနဲ့ပတ်သက်တယ်လို့ဆွဆွဲပြီးလူငယ်6ယောက်ကိုဖမ်းဆီးခဲ့ပါသေးတယ်ရှင် အခုဆက်လက်ပြီးနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ကနေဒါနိုင်ငံဟာမိမိတို့ရဲ့စီကံသတ်မှတ်ချက်တွေအတိုင်းအမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ကုန်သွယ်ရေးလုံခြုံရေးတို့ကိုဆွေးနွေးမှာဖြစ်ကြောင်းကနေဒါဝန်ကြီးချုပ်မာကာနီကပြောပါရယ်။ကနေဒါနိုင်ငံဟာအမေရိကန်စီကလေးစားမှုရဖို့ထိုက်တန်ကြောင်း BBC သတင်းဌာနနဲ့အင်တာဗျူးမှာပြောဆိုခဲ့ပါတယ်။ဒါပြင်အမေရိကန်အနေနဲ့ကနေဒါရဲ့အချုပ်အခြာအာဏာကိုလေးစားဖို့ကနေကပြောဆိုထားပါတယ်။ ကနေဒါဝန်ကြီးချုပ်ယုံရဲ့အဆိုအရလည်းကာနေနဲ့ထရမ့်တို့မကြခင်တွေ့ဆုံပွဲရှိတယ်လို့သိရပါဗျ။ကနေဒါနဲ့အမေရိကန်တို့အတူတူအလုပ်လုပ်တာကအရေးကြီးတယ်ဆိုတာခေါင်းဆောင်တွေကသဘောတူပါဗျ။လွတ်လပ်ပြီးချုပ်ချာအာဏာတည်တဲ့နိုင်ငံတွေအနေနဲ့နှုံနှစ်ဖက်တိုးတက်ကောင်းမွန်အောင်ပြုလုပ်ရမှာပါလို့သမ္မတယုံကထုတ်ပြန်ထားပါဗျ။ ကနေဒါရွေးကောက်ပွဲမှာကာနေအနိုင်ရတာနဲ့ပတ်သက်ပြီးတော့လဲထရမ့်ကခုံယူတဲ့အကြောင်းကိုပြောဆိုထားပါတယ်။အမေရိကန်နိုင်ငံဟာကနေဒါအတွက်အဓိကစီးပွားရေးကြီးတစ်ခုဖြစ်ပြီးပို့ကုန်85ရာခိုင်နှုန်းတင်ပို့နေရတာပါ။အမေရိကန်နိုင်ငံကတော့ကနေဒါကိုတင်ပို့မှု18ရာခိုင်နှုန်းသာရှိပါတယ်။ကနေဒါဟာအမေရိကန်စီကိုယဉ်နန်းစိမ်းအများဆုံးပေးသွင်းတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီး2024ခုနှစ်ကဒေါ်လာ55ဘီလီယံရှိမယ်လို့ခန့်မှန်းရပါတယ်ရှင်။ ဆော့ဝဲဖန်တီးမှုမှာ AI ကလွှမ်းမိုးသွားနိုင်တယ်လို့ Meta CEO Mark Zuckerberg နဲ့ Microsoft CEO Satya Nadella တို့ Meta ကပြုလုပ်တဲ့ပထမဆုံး AI Developer Conference မှာဆွေးနွေးခဲ့ကြပါဗျာ။ ဧပြီလ29ရက်နေ့ကပြုလုပ်တဲ့လာမာကော2025မှာ AI အနာဂတ်အကြောင်းကိုပြောကြားတာကနေဒီကိစ္စကိုအဓိကထည့်သွင်းပြောသွားတာဖြစ်ပါတယ်။လက်ရှိမှာ Microsoft ရဲ့ Code 20ကနေ30ရာခိုင်နှုန်းထိ AI နဲ့ပဲဖန်တီးထားတာဖြစ်တယ်လို့ Nadella ကပြောကြားခဲ့ပါတယ်။ Zuckerberg ကလည်းတစ်နှစ်အတွင်း AI ဟာ Meta ရဲ့ software ဖန်တီးမှုထောက်ဝက်လောက်ကိုကင်တွယ်သွားမယ်လို့ခန့်မှန်းခဲ့ပါတယ်။ခေါင်းဆောင်နှုန်းစလုံးကအကြီးစား AI model တွေကိုပိုသေးပြီးတော့ကြည်ကြဲပြန့်ပြန့်နဲ့ထိထိရောက်သုံးလာနိုင်တဲ့လုပ်ငန်းစဉ်ဖြစ်တဲ့အစီအနှစ်ထုတ်အနှစ်ချုပ်တဲ့ မော်ဒယ်ဒက်ဇလေးရှင်းနဲ့အလားအလာကိုလည်းမိမောက်ထုတ်ပြခဲ့ကြပါဗျ။ Meta platform ဟာသူ့ရဲ့ Llama အသိဉာဏ်တူ model ကိုသုံးပြီးတော့ AI ထောက်ကုံတွေကို ပို့ပြီးလွယ်လွယ်ဖန်တီးနိုင်မယ်လို့စီးပွားရေးတွေကိုဆွဲဆောင်တဲ့ Application Programming Interface API ကိုပါကြီးညာခဲ့ပါတယ်။ Meta ဟာ Llama API နဲ့ပြိုင်ဘက် Open AI, Alphabet ရဲ့ Google နဲ့ထုံးသက်စာကုန်ကြစည်နဲ့တရုတ် DeepSeek တွေလို AI model တွေနဲ့ရှင်ပြိုင်မှုအီရွယ်ထားတာပါ။ မတာဟောင်းတေကြား AI ထောက်ကူပြု application တစ်ခုကိုလည်းဧပြီလ29ရက်နေ့ကစတင်ဖြန့်ရှိခဲ့ပါတယ်ဒီနေ့ဒုတိယ3လပတ်မှာသူရဲ့ AI chatbot ရဲ့အခပေးဝင်ဆောင်မှုကိုစတင်ဆက်သက်မယ်လို့လည်းကြေညာထားပါတယ်ရှင်။အခုဆက်လက်ပြီးအားကစားသတင်းတွေကိုလည်းတင်ဆက်ပေးပါမယ်ရှင်။ န်ချက်စတာယူနိုက်တက်အသင်းဟာလီဗာပူးအသင်းထက်ပိုပြီးကြီးမားတဲ့အသင်းဖြစ်ရှိနေစေဖြစ်ကြောင်းနောက်ခံလူဟောင်းဖာရီနန်ကပြောသွားပါဗျ။လီဗာပူးအသင်းဟာအခုနှစ်ပရီးမီးယားလိမှာချန်ပီယံဖြစ်ပြီးတဲ့နောက်မန်ယူအသင်းနဲ့တူအမတ်ပေးလိချန်ပီယံဆုအကြိမ်20မြောက်ကိုရယူနိုင်ခဲ့ပြီးအင်္ဂလန်ရဲ့အအောင်မြင်ဆုံးအသင်းဖြစ်သတ်မှတ်ခံခဲ့ရတာပါဗျ။ ။မန်ယူနောက်ခံလူဟောင်း Gary Neville ကိုယ်တိုင်ကအင်္ဂလန်ရဲ့အအောင်မြင်ဆုံးအသင်းဆိုတာဘာတူလဲဆိုတဲ့စကားဆက်ထုတ်ပွဲတွေပြီးဆုံးသွားပြီဖြစ်ကြောင်းဝန်ခံထားပေမဲ့ Farinan ကတော့မန်ယူအသင်းကပိုပြီးကြီးမားတဲ့အသင်းဖြစ်ကြောင်းသူ့ရဲ့ YouTube Channel ကနေတစင်ပြောသွားပါတယ်။လီဗာပူးအသင်းကအင်္ဂလန်ရဲ့အအောင်မြင်ဆုံးအသင်းဖြစ်သွားပေမယ့်အကြီးမားဆုံးအသင်းတော့မဟုတ်ကြောင်းကမ္ဘာ့ရဲ့ဘယ်နေရာစီကိုသွားသွား United ပြိသက်တွေကပိုပြီးများပြားတာကြောင့် Manchester United ကအင်္ဂလန်ရဲ့အကြီးမားဆုံးအသင်းဖြစ်ကြောင်းဖာရီနန်ကပြောသွားပါဗျာ ဒါမဲ့လက်ရှိတိုင်ဆက်သွားမယ်ဆိုရင်တော့ Liverpool ပြိသက်တွေပုံများလာပြီး United ပြိသက်တွေယောနေသွားနိုင်ကြောင်း Fairynan ကသတိပေးသွားပါတယ်ရှင် Liverpool အသင်းဟာတိုက်စစ်မှုဒါဝင် Nunez အတွက်ကလန့်မှုတွေကိုလက်ခံစဉ်းစားသွားမယ်လို့သိရပါတယ် ဥရုဂွေတိုက်ဆက်မှုဟာဒီဂိုဂျိုတာ DS ဂက်ပိုနဲ့ဆာလာတိုရှိနေတဲ့တိုက်ဆက်ပိုင်းမှာအရင်ကစားသမားအဖြစ်သာလူစားဝင်ကစားနေရတာပါလက်ရှိအချိန်မှာတော့လီဗာပူးအသင်းဘက်ကရောင်းထုတ်သွားဖို့စီစဉ်နေပြီးပေါင်38တန်းဝန်းကျင်ရမယ်ဆိုရင်လက်ခံစဉ်းစားသွားမှာဖြစ်ကြောင်း AS သတင်းမှာဖော်ပြပါရယ် Nunez ကိုခေါ်ယူဖို့ Saudi Club Enasa အသင်းကလည်းခေါ်ယူဖို့ကြိုးပမ်းခဲ့ပါသေးတယ်ဒါပြင် Northampton Forest နဲ့ Atletico အသင်းတွေကလည်း Nunez ကိုခေါ်ယူလိုတယ်လို့သိရပါရယ်ရှင် TV ရုံးမြင့်တန်ကြားရဲ့ညနေ၄နာရီသတင်းတွေကိုတိုက်ရိုက်ရှုစားခဲ့ကြရတာပါညာ၈နာရီမှာလည်းထပ်ပြီးရရှိတဲ့သတင်းတွေကိုဖြည့်ဆွတ်တင်ဆက်ပေးအောင်ပါကျွန်တော်ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်